နေ့မှာမိတ်ဆွေတို့အတွက် wine spread နဲ့လည်းဆင်တူတယ်ရွေးရှင်းလွယ်ကူတဲ့ပုံစံကိုမှမြန်မာဘာသာစကားနဲ့ပါတီးလို့ရတယ်ဗျနောက်ဆုံးအားသာတဲ့ချက်ကတော့ VPN လုံးဝမလိုပဲစော်ကစားနိုင်တာပါခေတ္တဆိုမြန်မာ user တွေနဲ့အသင့်တော်ဆုံးဖြစ်တဲ့22ဘက်အကောင့်ဖွင့်နေလေးကိုဒီနေ့မှာကျွန်တော်ပြပြပေးသွားပါမယ်ပထမအဦးဆုံး application တွေကိုရောက်ပြီဆိုရင်တော့ registration ဆိုတဲ့နေရာလေးကိုနှိပ်ပေးဖို့လိုအပ်ပါမယ်နောက်ပြီးသွားရင်တော့ဘိုင်ဖုန်းကိုနှိပ်လိုက်ပါတတိယအနေနဲ့ကတော့အပေါ်ဆုံးမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုဖြည့် promo code နေရာမှာ CYC စနိုင်းကိုဒီပုံစံလေးတိကျလေးရှင်းပြလိုက်ပါ ပြီးတော့ပြီးဆိုရင်တော့အောက်ကသူ့ရဲ့ policy တွေအကုန်လုံးကိုအမှန်ကြီးလေးနှိပ်ပြီးတော့ registrar လေးကိုနှိပ်လိုက်ရပါပြီ။နောက်ထပ် number 4အနေနဲ့ကတော့ am no robot မှာအမှန်ကြီးလေးကိုနှိပ်ပြီးလိုက်ပါ။နံပါတ်9အနေနဲ့ကတော့သူရွေးခိုင်းတဲ့ပုံစံလေးတွေကိုရွှေ့ပြလိုက်ရင်ရပါပြီ။နံပါတ်6ကတော့ send code ဆိုတာလေးကိုနှက်ပြလိုက်ပါမယ်။နောက်တစ်ခုမှာတော့ကြာလာတဲ့ code လေးကိုထည့်ပြရပါမယ်။ပြီးတော့ပြီးဆိုရင်တော့22ဘက်အကောက်ကအောင်မြင်စွာကိုဖွင့်လို့ပြီးတော့ပါပြီ။ဒါဆိုရင်အသုံးပြုအပုံပုံလွဲကူပြီးတော့အဆင်ပြေအောင်လို့ကျွန်တော်ရဲ့ ID ကိုရဲချက်လက်လေးတွေကိုဖြည့်ပါမယ်။ဒီနေရာမှာဖုန်းနံပါတ်နဲ့ Gmail ထည့်ပြီးတော့ link ချိတ်ထားလိုက်ပါ။ နောက်ပြီးတော့ရင်တော့အပေါ်က identity လေးကိုနှိပ်ပြီးတော့ကျွန်တော်ရဲ့နာမည်အစနာမည်အစုံမွေးနေ့တွေမွေးတဲ့နေရာတွေစသဖြင့်ကိုမှအသေးစိတ်လေးတရားလေးကိုမှဖြည့်ပေးရပါမယ်။ Autism မှာဆိုရင်တော့ပြင်နေထိုင်ရာတိုင်းပြည်နယ်နေထိုင်ရာမြို့နေရက်လိပ်စာမပုံတင်ထုတ်ပေးတဲ့ရက်စွဲစသဖြင့်အကုန်လုံးကိုအသေးစိတ်ကိုထည့်ပေးပြီးလို့ safe လေးကိုနှိပ်လိုက်ပြီးဆိုရင်တော့ပြင်ကျွန်တော်ရဲ့22ဘတ်အကောင့်လေးကအောင်မြင်စွာနဲ့ကိုဖွင့်လှစ်လို့ရသွားပါပြီခင်ဗျာ။ကျွန်တော်ရဲ့ promo code လေးကိုအသုံးပြုပြီးတော့လည်းအနိုင်ငွေများစွာကိုထုတ်ယူနိုင်ပါစေလို့လည်းကျွန်တော်ကတော့စုမုံကောင်းတောင်းပေးလိုက်ရပါသေးတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။